ော် Stone X မှာကျေးဇူးပါတယ် For my DC fans guys ဒီနေ့ဗီဒီယိုမှာတော့မကြခင်ထွက်လာတော့မဲ့ Superman ရုပ်ရှင်ကို screen test လုပ်လိုက်တဲ့အခါကြည့်ရှုဗီဒီယိုတွေပြန်လည်ပြပြလာတဲ့ early reviews တွေအပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ Superman ကသာ famous ဆိုရင် Warner Brothers Company ကြီးကပါ Diwali ခံနိုင်တယ်ဆိုရဲ report ကိုဖတ်ပြပေးတော့မှာမို့လို့စိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်တည်ကြည့်တော့ပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုက and Julie B. Salio. I am vengeance. I am the night. I am Batman. โอเคမကြခင်ထွက်လာတော့မဲ့ James Gunn ကင်တွဲမယ်ဆိုတဲ့ Superman ရုပ်ရှင်ဒီ trailer ထွက်ခဲ့တဲ့ကလူအများစုကောင်းဖို့အတွက်မျှော်လင့်နေကြတဲ့ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ MCU ကိုလိုက်ပြီးတော့တူပါမဲ့ DCU နောက်ထပ်10နှစ်စာ Interconnected ဆိုတဲ့ချိတ်ဆက်နေတဲ့ရုပ်ရှင် DC Universe ကြီးရဲ့ပထမအဦးဆုံးရုပ်ရှင်ပထမအဦးဆုံးခြေလှမ်းလေးဖြစ်ပါတယ် Battery Sam Report တွေအရတော့ Superman အပေါ်မှာမိခိုနေတာက Predator တွေတွေမဟုတ်ဘဲနဲ့ Warner Brothers Company ကြီးပါဖြစ်တယ်ဆိုပြီးတော့ကြားသိရပါတယ်ရှေ့ DCEU ရဲ့ရုပ်ရှင်တွေဖေးခဲ့တာတွေအပေါ်မှာ Joker 2ဖေးခဲ့တဲ့အပေါ်မှာ ਨੇ အခု The Batman 2ရုပ်ရှင်က delay ဖြစ် ြစ်နေတာတွေအရ Warner Brothers Company တွေ DC နဲ့ပတ်သက်တဲ့ right တွေကိုစုံစုံရခင်စိုက်နေတယ်ဆိုပြီးတော့យေတာထားပါတယ်။ဥပမာအရဆိုရင်ရှေးမှာ Disney Plus ကိုရောင်းလိုက်ရတဲ့ 20th Century Fox Company ဆိုပြီးတော့ပြသထားပါတယ်။ Fox နဲ့ပတ်သက်နေတဲ့ Fantastic Four, X-Men တွေအပြင် right တွေကိုပါ Disney Plus ကိုရောင်းခဲ့ရခြင်းဖြစ်ပြီးတော့အခု Warner Brothers ကလည်း Superman ရုပ်ရှင်ကဒါအရှုံးကြီးရှုံးမဲ့ဆိုရင်နောက်ထပ်10နှစ်စာ plan တွေကို DC နဲ့ပတ်သက်တဲ့ right တွေကိုရောင်းပြရနိုင်တယ်ဆိုပြီးတော့ទីထားရပါတယ်။ Report ထဲမှာတော့ Disney Plus ကိုရောင်းရနိုင်တယ်ဆိုပြီးတော့မရေတာထားပေမဲ့ Imagine Disney ကဒါ Marvel တွေရော Star Wars တွေက DC တွေကအခုပိုင်းသွားမယ်ဆိုရင် industry ကြီးတစ်ခုလုံးကိုထိန်းချုပ်ခွင့်ရတယ်လို့ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်အရာအားလုံးဒီ Superman ရုပ်ရှင်ထွက်လာတဲ့အခါ Predator တွေရဲ့ reaction တွေနဲ့ Boss Office ပေါ်ကအချက်လက်တွေကကြီးကြီးမားမားအရာကြီးတွေကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ And အဲ့ဒီအချက်ကြောင့်ပဲလေအခု James Gunn ရဲ့ Superman ရုပ်ရှင်ကကောင်းကိုကောင်းရမယ်ဆိုတဲ့ရွေးချယ်စရာလမ်းတစ်ခုတည်းနဲ့ဖန်တီးထားတာဖြစ်လို့ကောင်းကိုကောင်းမယ်ဆိုတာကိုလည်းအာမခံပြီးတော့ပြောပေးနိုင်ပါတယ်။ဆက်ပြီးအရင်နှစ်ဒီဇင်ဘာမှာသူတို့ပထမအဦးဆုံးအချိန် screen test လုပ်ခဲ့တဲ့အချိန်တုန်းကမကောင်းမှုဆိုတာမျိုးတွေ CGI ပိုင်းလိုအပ်ချက်များနေတယ်ဆိုတာ မျိုးတွေကိုကြားခဲ့ရပါပဲ။အခုတကောက် match လာမှာလုပ်ခဲ့တဲ့ sequence test က result တွေကတော့ကွဲပြားစွာထွက်လာခဲ့ပါတယ်။ GP2 တွေကအခုလိုရေးသားဖြစ်ကြလာပါတယ်။ Les Luther အတွက်တရုတ်ဆောင် Nicholas Holt ကတော်တော်ကြီးကိုကောင်းနေစိတ်ခံစားချက်နဲ့ဖြစ်ပျက်နေတာတွေကိုမြင်အောင်ပြနိုင်တယ်။ And CGI တွေကလည်း trailer မှာထွက်ခဲ့တုန်းကတည်းကအများကြီးပို့ပြီးတော့ကောင်းသွားပြီဆိုပြီးတော့ပြောပြလာပါတယ်။ဒါကတော့ maybe သူတို့ရည်ညွှန်းတာက trailer ထွက်လာပြီးမှ clip တစ်ခုလိုထပ်ပြီးထွက်လာတဲ့ Superman ပြန်နေတဲ့ scene ကိုပြောချင်တာဖြစ်နိုင်ပါတယ်။ Yes အဲဒီ Superman ပြန်နေတဲ့ clip မှာဆိုရင်မျက်လုံးကြီးကစောင်းပြီးတော့တစ်ခုခုလွဲနေတယ်ဆိုတာမျိုးကိုပြိတ္တအမ များစုကထောက်ပြခဲ့ကြပါတယ်။ James Gunn ကိုယ်တိုင်ကတော့ဒီစင်းမှာဘာအဖက်မှထည့်ထားခြင်းမရှိဘူး။ဒါဒီတရုတ်ဆောင်ကိုရှေ့တဲတဲကရိုက်ထားခြင်းသာဖြစ်တယ်ဆိုပြီးတော့ပြန်ဖြေထားရလဲရှိပါတယ်။ As you might know ကောင်းပြု James Gunn က social media ပေါ်မှာအမြဲ active ဖြစ်နေရဆိုတော့ပရိသတ်တွေထောက်ပြတာကိုမြင်ခဲ့ပြီးတော့ပြန်လည်ပြင်ဆင်ထားခဲ့ပုံရပါတယ်။ဆက်ပြီး review ရေးသူကရုပ်ရှင်တစ်ခုလုံးရဲ့ overall CGI တွေကပါ trailer ထွက်ခဲ့တဲ့အောင်အထက်ပိုပြီးတော့ကောင်းလာတဲ့ improve လုပ်ထားတာတွေ့ရပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ surprise villain တချို့လည်းပါသေးတယ်ဆိုပြီးတော့ရေးထားပါတယ်။ထွက်ထားတဲ့ set photo တွေအရာကောရုပ်ရှင်မှာဆိုရင် Lex Luthor, Ultraman, င်းတအင်ဂျင်နီယာတို့အပြင်သူတို့ရေးထားလို့မြုပ်ထားတဲ့ဖွက်ထားတဲ့ဖိလိန်တွေလည်းပါဝင်အောင်မှာကအသေးကြပါပဲဆက်ပြီး Louis Lane လေးကရီရပြီးတော့အရန်ချစ်ဖို့ကောင်းတယ်ဆိုပြီးတော့ရေးထားတာတွေလို့ဒုတိယတစ်ချက်ကိုကျွန်တော်လည်းပြင်းပြင်းထန်ထန်ကိုလက်ခံပါတယ်ရုပ်ရှင်ဒီဟာသားရည်လည်းအများကြီးပါတယ် emotional ဖြစ်စရာဝမ်းနည်းစရာတွေလည်းပါဝင်တယ်ဆိုပြီးတော့ရေးသားထားပါတယ် of course James Gunn လည်းရပါပဲဆိုတော့အဝေးကြီးတော်မှာပြေးကြည့်စရာမလိုအောင် Guardian of the Galaxy 3ရုပ်ရှင်တွေကလည်းမျိုးရည်စရာတွေဟာသားတွေအပြင်ဝမ်းနည်းစရာကြေကွဲစရာမျက်ရည်ကျရမယ့် vibe မျိုးတွေကိုလည်းပေးသွားမှာအမှန်ပါပဲ and here's the thing မာဗယ်နဲ့မတူပဲ DC ကပို့ပြီးတော့တောင်တာသွားနိုင်တဲ့တစ်ချက်က James Gandy ကိုတိုင်လှုပ်ဆောင်သူမျိုးလို့ပါသူကဇလန်းတွေကိုကိုတိုင်ရေးတယ် lateral joke ဆိုတဲ့ဟာတမျိုးတွေကိုအကောင်းဆုံးဖန်တီးပြနိုင်တယ် like creature commandos နဲ့ suicide squad တို့မှာအလူဟာတမျိုးတွေကိုတွေ့နိုင်ပါတယ်ဒီလိုပြောလို့ Marvel Park က Kevin Feige ကတဲလမ်းမရှိတာအရေးချင်းမရှိတာမျိုးကိုမကြီးညွန်ပါဘူး Kevin Feige ဘလောက်တောင်တော်လဲဆိုတာကလွန်ခဲ့တဲ့10နှစ်တည်တက်သေးပါပဲဆိုဆက်ပြောရမယ်ဆိုရင်အမျိုးသမီးတူကတော့ဒီရုပ်ရှင်ဒီ Wonder Woman ပထမအုပ်ဆုံးရုပ်ရှင်ရဲ့ vibe မျိုးလဲရတယ်အရန်ကောင်းပါတယ်ဒီပညာပိုင်းဆိုင်ရာကြီးလည်းအများကြီးပါဝင်နေ ယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဒါကတော့ Superman, Green Lantern တို့လို power base character တွေထက် technology ကို base ယူတဲ့ Mr. Terrific နဲ့ Lex Luthor တို့လို character တွေကိုရည်ညွှန်းနေခြင်းလည်းဖြစ်နိုင်ပါတယ်။ Maybe ကောင်းကင်ကြီးကနေပြီးတော့ဆက်ကြီးအကြီးကြီးနဲ့ဆင်းလာမဲ့ Brainiac ကိုရည်ညွှန်းတာများဖြစ်နေမလားဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ဒီတစ်ယောက်ကတော့ spoiler အနည်းငယ်ထည့်သွင်းရေးသားထားပါတယ်။ရုပ်ရှင်မှာပါလာမဲ့ Kaiju Monster လေးကတကယ်တော့ကလေးအရွယ် Baby Kaiju ပဲရှိသေးတယ်ဆိုပြီးအဲဒီ Monster ဖြစ်လာခြင်းက Lex Luthor နဲ့သက်ဆိုင်နေတယ်ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ်။ And of course Superman ကိုဒုက္ခပေးမှာကလည်း Lex Luthor ပဲရှိ ာဆိုတော့ဒါကိုပြည်ထက်အများစုကလည်းမျောလင်းထားပြီးတာဖြစ်ကြမှာပါအပီအဆုံးသက်အနေနဲ့ကတော့တည်ငင်းကောင်းနေပေးရင်လည်းနှုတ်ဆက်ရှင်ပါတယ်မကြခင်လာတော့မဲ့ဆီနီမာကွန်ပွဲကြီးမှာဆိုရင် Warner Brothers ကနေရာတစ်ခုတက်တက်ရှိနေမှာဖြစ်ပြီးတော့အဲ့ဒီပွဲမှာပဲသူတို့ကရုပ်ရှင်အစ်စ်တွေရဲ့ trailer တွေ Superman ရဲ့ trailer အတင်နဲ့ maybe Supergirl ရဲ့ရုပ်ရှင်အတွက် teaser မျိုးကိုပါမြင်ရနိုင်နေဆိုပြီးတော့ကြားသိနေရပါတယ်ဆိုပရိတ်တာတို့ကတော့ဘယ်လိုထင်ကြလဲ Superman ရုပ်ရှင်ကိုကြိုက်ကြရလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြအဲ့ဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USB ပြန်လေးခံပြီး ွယ်ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်